Hello အားလုံးပဲမြင်ကြပါပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့လက်ရှိမှာ breaking news ဖြစ်ဒီ athlete ရဲ့ debut stain ကနေပြီးတော့ Ghana Chu နဲ့ပတ်သက်တဲ့တင် report လောက်လာတာကျွန်တော်ရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးရအောင်ပါအားလုံးပဲမြင်ကြပါအားလုံးပဲမြင်ကြပါဒီမတိုင်ခင်ကပဲ live လေးကျွန်တော်တို့လှုပ်ထားတော့မယ်ရှိသေးတယ်အခုအသင်းနဲ့ပတ်သက်တဲ့တင်တွေက breaking news တွေပါလေကျွန်တော်တက်လာပြီ Ghana Chu ကိုတော့အသင်းကနေထွက်ဖို့ Erit Erit တဟားတယ်ခနာချူကိုအသင်းကနေထွက်ဖို့နီးပြအမ်မိုရင်းကတော့ပြောလိုက်ပြီဆိုတဲ့သတင်းမှာဆိုတော့ ကျွန်တော်ပြည်သက်တွေကြားထဲမှာအများစုမျှော်လင့်ထားလို့ပဲအများစုကလည်းကာနာချိုဟိုတနည်းကပြောထားတာတွေအပြီးမှာเนาะနီးပြဖြစ်တဲ့ရူပင်အမိုရင်ကတော့သူ့ကိုအတင်းကနေပြီးတော့ဗောနော်ဆက်ပြီးတော့ထားမှာမဟုတ်တော့ဘူးဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ယူဆထားကြအပြီးမှာဒီသတင်းတွေကျွန်တော်ထွက်လာတာဆိုတော့ David Ostin ရဲ့ report ကိုကျွန်တော်ကအရင်ဆုံးပြောရမယ်ဆိုရင်ရူပင်အမိုရင်ကတော့ Manchester United တသင်းလုံးကိုအော်သူဟာနောက်ရသည်မှာနီးပြဖြစ်ဆက်လက်ရှိမှာ ဖြစ်ကြောင်းအတိပေးခဲ့ပြီးတော့တောင်ပန်ကစားမဖြစ်တဲ့ဂါနာချူကိုလည်း နွေရာသီပြောင်းရွှေ့မှာမင်းပြောင်းဖို့အတွက်အတင်းတက်ရှာလို့ရပြီဆိုပြီးတော့အတိပေးခဲ့တယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကယူရိုပါလိဖိုင်နယ်မှာဖိုင်နယ်ပွဲအပြီးပေါ့နော်နီးပြဖြစ်သူရူဘင်အမိုရင်းကကျွန်တော်တို့ယူနိုက်တက်အနေနဲ့ကောနော်ပရိသတ်တွေအနေနဲ့ကောအကယ်လို့သူဟာအဲဒီနီးပြတက်လို့သူမထင်ဘူး sorry ဗာလဲဒီသူ့ကိုသူ့ရဲ့သူ့ကိုမယုံကြည်ဘူးဆိုရင် ရောကြီးကိစ္စတွေဘာတွေစကားနဲ့ထင်မပြောဘဲနဲ့လစ်လိုက်မယ်ဆိုပြီးတော့သူပြောခဲ့တာအဲ့ဒါတွေအပြီးမှာဒိုင်မိုတွေကျွန်တော်တခြားထွက်လာတယ်ဒါအပြင်အဲ့ဒီကိစ္စတွေပြောရင်းမဲ့ဟိုအစင်းနေနေပေါ့နော်ဒါအတင်းရဲ့ Cardinal လေ့ကျင့်ခွင့်မှာလေ့ကျင့်ငယ်နေပြုလုပ်နေတော့ညပြဖြစ်သူ MO တင်ကကာနာချိုမင်းတော့ဒိုးလို့ရပြီเนาะမင်းတို့ဘဲကျိုးနေမှချီမထားတော့ဘူးလာမယ့်ညရသည်ပြောင်းရွှေ့မှာမင်းပြောင်းကျင်ပါတယ်ဆိုတော့အတင်းတစ်ရှာလို့ရပြီဆိုပြီးတော့အတိပေးခဲ့ကြောင်းဒေးဗစ်ရော့စတင်ကကျွန်တော် report လုပ်လာတယ်ဆိုတော့ကာနာချိုကသွားပြီ ဂါနာချူကကျွန်တော်သွားပြီနော်ဂါနာချူကကျွန်တော်သွားပြီဂါနာချူရဲ့အပြောင်းအရွှေ့ကပြီးသွားပြီအဲ့တော့မန်ချက်စတာယူနိုက်တက်ကဒီကစားမဖြစ်သူကိုပြောင်းရွှေ့ကြည့်ဘလောက်သတ်မှတ်ထားမလဲဘလောက်ထိလိုချင်တယ်လဲဆိုတာပဲကျွန်တော်စောင့်ကြည့်ရတော့မယ်နော်စောင့်ကြည့်ရတော့မယ်ကျွန်တော်တို့ဒီအားတွေထွက်လာပြီးမှအားလုံးကသတိထားမိပြီးသားပဲအာဂါနာချူတို့သွားပြီဆိုတာကျွန်တော်ရှိမှလည်းပဲဂါနာချူနဲ့ပတ်သက်လို့ပေါ့နော်လုံးဝဟိုဘလောက်ထိအဆင်မပြေကြောင်းဂါနာချူထွက်ဖို့များကြောင်းဒါတွေကျွန်တော်ပြောခဲ့တာတွေကျွန်တော်ရှိတယ်ဟိုပွဲပြီးမှဗျအကုန်လုံးကတိုင်ပတ်နေပါတယ်ဆိုမှ တော့တပိုတည်းတွေးတာဘူးဗျာနော်တပိုတည်းတွေးတာသူသူမှန်သည်ဖြစ်စီမှားသည်ဖြစ်စီလူဆိုတာအချိန်နဲ့အခါနဲ့ကျွန်တော်တို့ဒါနော်ဟိုပြောရမလဲတိထားတဲ့အမှာအခုကတပိုတည်းတွေးတယ်မင်းကိုဗီမင်းနူးလို့လို2မိနစ်လောက်မြန်ကစားရရင်ဘယ်လိုလုပ်မလဲနော်ချက်ချင်းဆိုလို့အမ်မိုရင်ကိုထမြန်ထိုးမလားမသိဘူးအိုက်ထဲမှာနေတိလားဒါမို့ဖလိုင်းမြန်မြန်ပွေပြေးသွားမလားမသိဘူးတိလားငါလုံးမဟုတ်ရင်ငါရတယ်ဆိုပြီးတော့အဲဘလို့ဘာဘာအဓိပ္ပာယ်မရှိတာတွေရှောက်ပြောတယ်ဗျာပြီးလဲယာဒီအပွဲပြီးမှနော်ပြောပြီးတော့ကျွန်တော်တို့ဒါဒါမို့ဒီတိနေကျွန်တော်ထွက်လာတာပဲဆိုတော့ ဂါနာချိုအသင်းကနေကျွန်တော်ထွက်လို့ရပြီဒီနေရာမှာနာပိုလီကိုပြောင်းကောင်းနဲ့ပြောင်းနိုင်တယ်ဘာလို့လဲဆိုတော့နာပိုလီကပြီးခဲ့တဲ့ဒီဇန်နဝါရီအပြောင်းရွှေ့မှာကလေးကဒီဂါနာချိုကိုခေါ်ဖို့အတွက်တော်တော်ကိုအချီနီကောင်းခဲ့တာနီးစပ်ခဲ့တာလာစာကိစ္စကြောင့်သာအပြောင်းရွှေ့ကဖြစ်မသွားတာဆိုတော့ဂါနာချိုနဲ့လည်းအသင်းမှာဗျာဂါနာချိုနဲ့ပတ်သက်လို့ရှိရင်လူလေးကလူလေးကြည့်တော့သိတယ်မလားဟိုတူတက်တူတက်ဆရာပုံစံလေးဟုတ်ရတဲ့နဲ့เนาะအစဉ်ပြေဆရာပုံစံလေးဟုတ်ရတဲ့နဲ့ဒီကစားမရဲ့ attitude တွေက ီးတယ်မလားငါတပို့တွေကျွန်တော်ဖြစ်နေတာနော်ခရစ္စတီယာနိုရိုနယ်ဒိုကိုအတူယူတာကောင်းပေမဲ့လို့မင်းဟာရိုနယ်ဒိုမဟုတ်ဘူးဆိုတာကောင်းကောင်းသတိထားဖို့လိုတယ်။ဟုတ်တယ်မလားနော်။ तू ကဘလို့ရမလဲကိုနဲ့တိတ်ပြီးတော့မဟတ်ဆက်တဲ့ဒီပုံစံမျိုးတွေပြုတ်မှုနေတာမျိုးတွေကဘလို့မှအချင်းကြီးကောင်းမလို့ဂါနာချိုလက်ရှိ United ကထွက်ရတဲ့နေရာမှာဂါနာချိုကြောင့်နေမဟုတ်နောက်တစ်ယောက်ကျန်သေးတယ်။ဒီကောင်ရဲ့ညီလားအကိုလားမသိဘူးနော်။စေကျော်တက်လားမင်းအသက်30မပြည့်သေးတဲ့ကောင်လားဘာလားမသိဘူး။ဂါနာချိုနဲ့ပတ်သက်လို့ရှိရင်ပြည့်တယ်မလားဟာမကြည်နဲ့ကြောင်းနော်ဂါနာချိုတလောက်ပဲကစားရတဲ့မကြည်နဲ့ဖူးလို့ဘာလို့ ဆိုရှယ်မီဒီယာတွေပေါ်မှာအရင်တင်တာဂါနာချူဘဝပြင်အိုက်ကောင်ကြောင့်ပဲပြက်မှာဘယ်ကယ်ပြောရမလဲနောက်နောက်အသင်းတစ်ခုကိုဒီကောင်ပြောင်းသွားဒီပုံစံတိုင်းဒီအချိုးတိုင်းသာချူမင်းထမင်းတော့နတ်မောင်စားမှာမဟုတ်ဒီများသိမှာဟုတ်ပြောတာဒီလိုအချိုးမျိုးတွေကနော်တကယ် serious ဖြစ်တဲ့ဘယ်ကလပ်ကမှလက်မခံဘူးနော်ကျွန်တော်ပြောတာကပြင်ပြင်ပကကိုနဲ့မဆိုင်တဲ့မိသားစုဝင်တွေကကိုယ့်ရဲ့ career ကိုလိုက်နောက်ရှက်လို့ကျွန်တော်မရဘူးအခုကဒီကောင်ရဲ့ညီညီတို့အကူတို့လာမသိပါဘူးပြဘယ်ကငချာတိတ်လဲတော့မသိဘူး ဂါနာချိုနဲ့ပတ်သက်တိုင်းအမြဲတမ်းဟိုတနေ့ကလည်းအဲ့ဒီ Europa League Final ပြီးမှဘာတွေလျှောက်တင်မင်းမသိဘူးဒီလည်းတော့ဟာတော့ဟိုဘယ်လိုရောမလဲပွဲပြိုင်ပွဲတစ်ခုလုံးမှာဘလိုဘလိုဖြစ်ပြီးတော့အခုမှလောက်အသေးပဲကစားရတာဘာညာဘာညာအကုန်လျှောက်တင်တာအဲ့ဒါကြောင့်ပြောတာကျွန်တော် ပြင်ပလူတွေကလုံးဝဆွက်ဖက်တာတွေကကစားမတယောက်တည်းဘလို့မှအကျိုးပြုမနေဘူးမိမမေဘလောက်ပဲခံစားရပါသေးဗျာဂါနာကျိုးမှန်တယ်ပဲဖြစ်ဖြစ်မှားတယ်ပဲဖြစ်ဖြစ်သူ့အကိုပြောတာမှန်တယ်ပဲဖြစ်ဖြစ်မှားတယ်ပဲဖြစ်ဖြစ်ကျွန်တော်အမရာဘတ်ကိုကျွန်တော်ဘနော်အပိသက်မခေါ်ရတဲ့အကြောင်းရင်းတွေကတကူကလည်းအဲ့လိုကိစ္စအကြောင်းပဲကျွန်တော်ဟိုတနေ့ကလည်းပြောတယ်အမရာဘတ်ဆိုလို့ရှိရင်လည်းဘယ်လိုပြောရမလဲကျွန်တော်ခေါ်ထားတယ်အဲသူဘယ်လိုပြောရမလဲဒီကဲအခြေအနေမကောင်းဘူးဗျာသိလားနော်ကျွန်တော်ထင်တယ်လို့ဟုတ်မနေဘူးဟုတ်မနေတဲ့အပြင်ဒီကောင်ရဲ့ เนาะကျွန်တော်ဒီညီဖြစ်သူလားအကိုဖြစ်သူလား तू อ่ะပါဘယ်လိုပြောမလဲဆိုတော့ဘာလဲဒီဒီဒီသူ့ရဲ့ကက်ဆမဲရူနဲ့သူ့အမ်ရာဘက်ရဲ့ဂျားတွေကပုံစံဒီကက်ဆမဲရူကတော့မကောင်းဘူးသူ့ညီကတော့ဘလူးဘဲဝါဒါမျိုးတွေရှောက်ပြောတာပြီးလားအဲ့လိုမျိုးတွေကျွန်တော်တို့အသင်းမှာဆက်ပြီးတော့ထားလို့ကျွန်တော်မရဘူးမရဘူးเนาะဆိုတော့တော့ဂါနာချူလည်းပဲဒီတိုင်းပဲသူ့ရဲ့เนาะရောဘတ်တူဂါနာချူဆိုတဲ့ကောင်အဲ့ကောင်မင်းဒီကောင်နဲ့ပတ်သက်လို့ရှင်ခဏတိုင်းပြောတာဒါတွေကြောင့်ဒီကောင်တွေဘွားပြက်ရတာပဲမင်းကြည့်နေမင်းအီကာရီတို့ပါလို့လေအဲ့တိုင်းပဲ တိလာနော်ဤကာရီတို့ဆိုလို့ရှိရင်လည်းပဲဒါမိန်းမဖြစ်သူကိုအေဂျင့်တွေပါတယ်ရှောက်ခံတာတာဘဝပြက်ရောပဲတိလာဘယ်ကောင်ကမှသူ့ကိုမလိုချင်ကြတော့ဘူးအဲ့လိုဒီအဲ့လိုဒီအဲ့လိုဒီဆရာသမားကြီးဒါကြောင့်အစင်မပြေဘူးဗောနော်အချိန်ကြီးကမကောင်းဘူးဆိုတော့အခုကာနာချိုလည်းပဲဒီတိုင်းပဲအမိုရင်းကတော့ထွက်လို့ရပြီဆိုပြီးတော့ပြောထားတယ်ဗောနော်ဒီနေရာမှာကျွန်တော်တို့အတွက်မေကွန်အကြီးရှိတယ်နော်မေကွန်အကြီးနှစ်ခုရှိတယ်ငါတို့ဘယ်လောက်နဲ့ရောင်းမလဲဆိုတာရဲ့ငါတို့ဘယ်သူနဲ့ပြန်စားထိုးမလဲဆိုတာရဲ့အတင်းတောင်းရှိသူတွေရဲ့ဘက်ကအတောင်းရှိသူတွေရဲ့ဘက်ကငါတို့ကာနာချိုကိုโอเคရောင်းမှာကောင်းဟုတ်ပြီငါတို့ဘယ်လောက်လိုချင်တယ်လဲ ဒီကောင်အပြောင်းရွှေ့ကနေဘလောက်ထိရဖို့ငါတို့မျှော်လင့်ထားတယ်လေဒါဒီကျွန်တော်ကြည့်ရတော့မှာအတင်းကတော့ဗျာအမြဲတမ်းပြောနေကြတာတော့သိရမှာသတင်းတွေထွက်နေတာကတန်း60လောက်ထိလိုချင်နေပါညာပေါ့တန်း60လောက်ထိလိုချင်နေโอเคဟုတ်ပြီထားအောင်တော့โอเคအဆင်ပြေတယ်ထားအောင်တော့ဒီကစားမလေးကိုကျွန်တော်ဝယ်တော့ယူရို9သိန်းလောက်ပဲပေးရတာကိုအက်တလတီကိုမက်ထရစ်အကယ်ဒမီကနေဝယ်ထားတာဆိုတော့အဲ့ဒါပြီးတော့အတင်းမှာမြင်6တန်း60လောက်ရတယ်ဆိုတာအများကြီးပဲဗျာမစိုးဘူးသီးလားဒါပေမဲ့လို့ဘောနော်ငါတို့ဘယ်သူနဲ့ပြန်စားထိုးမလဲဒီနေရာမှာကိုညာကိုညာနဲ့နေကျွန်တော်မရဘူး ။ကွန်ညာကမဆိုင်ဘူး။ကွန်ညာကဒီဂါနာချူဆက်ရှိလည်းပဲကွန်ညာလို့ကစားမမျိုးကကျွန်တော်ခေါ်ကိုခေါ်ရမှာနော်။ခေါ်ကိုခေါ်ရမှာ။ဆိုတော့ကွန်ညာရောက်လာတဲ့အပြင်ကိုနောက်ထပ်တစ်ယောက်ကျွန်တော်ကအစားထိုးနိုင်မှရမှာ။ဂါနာချူကိုလည်းကျွန်တော်ရောင်းမယ်၊ရက်ရှ်ဘူးကိုလည်းကျွန်တော်ရောင်းမယ်၊အန်တိုနီဆန်တိုးစ်ကိုလည်းကျွန်တော်ရောင်းမယ်။နော်ရက်စ်မတ်ဝိုင်လန်ကိုလည်းကျွန်တော်ရောင်းမယ်။ပြန်ဝင်လာတော့ကျွန်တော်အနေနဲ့ထားပါတော့ဗျာ။တိုက်စစ်မှုတစ်ယောက်နဲ့ကျွန်တော်ကွန်ညာဆိုလို့ရှိရင်အဲ့ရနဲ့ဘလို့မှရှစ်ဆက်လို့မရဘူး။ ဟုတ်လားဘလို့မျက်စိစလို့မရအောင်ကနာချိုကိုထားကျင်တာမထားကျင်တာကဒကန်နာเนาะထားထားမထားတာနောက်ထပ်တယောက်ကလူတာပဲအခုကနာချိုပါထွက်မယ်ဆိုတော့နေသူနှစ်ယောက်လောက်ထိအသင်းကိုရောက်လာမှကိုကျွန်တော်အချိန်ကြီးကောင်းပါဆိုတော့အသင်းဘက်ကဓာကိုတောင်းအောင်ကြည်အောင်လုပ်ဖို့လူတယ်ကျွန်တော်ကတော့ဘယ်တော့မှအသင်းတောင်းအောင်ရှိသူတွေနဲ့ပတ်သက်လို့ဒီအပြောင်းရွှေ့ဒီမှာကျွန်တော်လုံးဝမယုံကြည်ဘူးမယုံကြည်ဘူးဆိုတော့အလကားမဟုတ်အခုလက်ရှိလောလောလည်လည်ကျွန်တော်ဇန်နဝါရီပြောင်းရွှေ့ကိုပဲကျွန်တော်ပြန်တွေးကြည့် Marcus Rashford ကိုအငှားချတယ် Anthony Santos ကိုအငှားချတယ် မာလာစီယာကိုကျွန်တော်အငှားချတယ်နောက်ဘသူကြံသေးတော့ပြန်ရောက်လာတာဘသူတွေရှိလဲချက်ချင်းလက်ငင်းတုံးဖို့အတွက်ခေါ်တာဆိုလို့ပက်ထရစ်ဒူဂူတယောက်ပဲရှိတော့ဒီကောင်တော့မှကျွန်တော်တော့မူရူရူကောင်ဗျာပြင်မှာအစင်းနှင်းရှိတဲ့ကောင်မျိုးမဟုတ်ဘူးနော်အသက်ငယ်သေးလို့ဘာညာသူများကောင်တွေမြင်16နှစ်16 18နှစ်နဲ့တည်းမြင်လောက်ပြနေပြီးကမ္ဘာစင်မြင့်မှာဒီကောင်တွေကျမအသက်30ဒီပဲထားရမလို့35နှစ်ဒီပဲကျွန်တော်ကအချိန်ပေးရမလို့ဖြစ်နေတာအသင်းကိုရောက်လာပြီဆိုကြတဲ့ကချက်ချင်းလက်ငင်းတုံးလို့ရတဲ့ကောင်တွေကြီးပဲကျွန်တော်ခေါ်ရမှာဇန်နဝါရီမှာကိုတင်းကနေအငှားတွေအများကြီးချခဲ့တယ် ကိုအသင်းမှာပြန်ခေါ်နေတာဆိုလို့ Aiden Heaven လိုမျိုးလုံးဝ ready ဖြစ်ဖို့မပေါ်သေးတဲ့လူငယ်ကစားမလေးတယောက်เนาะပြီးလို့ရှိရင်ကျွန်တော်တို့လက်ရှိမှာဘယ်လိုပြောမလဲဒီ Patrick Dugu လိုမျိုးเนาะကျွန်တော်တို့ဒါဟိုရှေ့မမီနောက်မမီကစားမတယောက်ဘယ်လိုလုပ်ပြီးတော့ကျွန်တော်တို့ဒီနီးပြားကရှေ့ဆက်ရမလဲအခုလည်းပဲကျွန်တော်တို့ကြည့်ထပါတော့ဗျာကွန်ညာရောက်လာမယ်ထောင်းတော့เนาะတိုက်စစ်မှုတယောက်ရောက်လာမယ်ထောင်းတော့ကွန်ညာရဲ့တိုက်စစ်မှုတယောက်ရဲ့တော့ကျွန်တော်ပြလို့ရှိရင် Joshua Sixy ရဲ့ပြီးအာမက်ဒီယာလိုရဲ့ဒါပဲကျွန်တော်ဘလို့မှအလုံးမဖြစ်ဘူးဒီလေးရောက်နေเนาะဘာလို့လဲဆိုတော့ ဟို Resman Swiland ကလက်လွတ်မယ်ထားပါတော့เนาะပြီးလို့ရှိရင် Anthony Santos ကိုကကျွန်တော်ရောင်းချမယ်ဂါနာချူကိုကျွန်တော်ရောင်းမယ် Rashford ကိုရောင်းမယ် Sancho ကိုရောင်းမယ်တိုက်စစ်ကဘူးမှမရှိတော့ဘူး Amorim ကိုလည်းဆင်းကန်ကိုမယ်ကျွန်တော်ကြံတော့တာဘူးမှမရှိတော့ဘူးဒါကြောင့်ဂါနာချူကိုရောင်းဖို့ဒီပြဿနာမရှိဘူး Amorim နေနဲ့လည်းကစားမားတွေကိုကျွန်တော်တို့အခုလိုဆက်စံတာ okay ပြဿနာမရှိဘူးမင်းအသင်းတာဝန်ရှိသူတွေကိုမင်းကိုအမှန်ကန်အားဖြည့်ပေးလိမ့်မယ်လို့မြင်ယုံကြည်သလားဒါကအဓိကပဲမေဆန်မောက်ရှိတယ်ကွာငါ့မှာမေဆန်မောက်เนาะ ငါမှမေဆန်မောင်းရှိတယ်ဆိုပြီးတော့မင်းတွတ်တွေ့လို့မရအောင်မင်းမေဆန်မောင်းကပြောမလဲ training မှာတော့မှမင်းက mini အပြည့်ဆင်းနိုင်ရလားကျွန်တော်တို့မသိဘူးဟုတ်တယ်မလားနော်ဒါကြောင့်ဘလို့မှအဆင်မပြေဘူးဆိုတော့အသင်းအတွက်အရေးကြီးတာဒီပြန်အစားထိုးမဲ့ကစားမဘသူဘယ်ဝါလဲဆိုတာကျွန်တော်တို့ကောင်းကောင်းသိဖို့လိုတယ်အခုချိန်ဒီအသင်းကဘလို့ပြောမလဲငါတို့ခေါ်ချင်တာကုညာဟိဆိုတာတော့မှဘာမှမသိရသေးတာမဟုတ်ဘူးဒါတော်တော်ဆိုးတဲ့အချိန်ကြီးပါတော်တော်ဆိုးတဲ့အချိန်ကြီးပါအသင်းမှာဒါကြောင့်အသင်းကပေါ့နော်လက်ရှိအချိန်ကြီးရဆိုလို့ရှိရင်ပို့ပြီးတော့ဆိုးလာဖို့ပဲရှိတယ်လက်ရှိပုံစံက ။နွေရာသီပြောင်းရွှေ့မှာဘဲကောင်တွေကိုကျွန်တော်ရအောင်ခုံမလဲ။ဘက်ဆာမာတွေနဲ့ကျွန်တော်အစားထိုးမလဲ။ဘသူတွေကိုငါတို့ရောင်းချကျင်တာလဲ။ပြက်သားတဲ့ပြင်မလာဒီပြက်သားတဲ့ကျွန်တော်တို့ရလုတ်ရက်တွေပါလေ။အခုချိန်ဒီဘာမှကျွန်တော်မသိရသေးဘူး။တော်တော်ကိုအချိန်နေဆိုးတယ်အတင်းကတော်တော်ကိုကျွန်တော်အချိန်နေဆိုးတယ်။ဘာလို့ဆက်ဖြစ်မလဲတော့မသိဘူး။ MOD တွေ့လည်းမလွဲဘူး။နော်ခုနကပြောသလိုပဲသူ့ဟာနဲ့သူကျွန်တော်မနော်ဘလောက်အထိပဲကျွန်တော်တို့နေအချိန်နေတွေကျွန်တော်တိုင်ပတ်ပါတယ်ပြောပြော။ဒီသူဟာနဲ့သူပလန်တော့ကျွန်တော်ရှိမှရမယ်ဗျ။သူဟာနဲ့သူပလန်မရှိဘဲနဲ့ကျွန်တော်ဘယ်လိုရှိဆက်မလဲ။ပလန်မရှိဘဲနဲ့ကျွန်တော်ဘယ်လိုရှိဆက်မလဲ။ဟုတ်တယ်မလား။ ဟောအချိန်ကြီးကဟိုသူများအသင်းနေထားပါတော့လီဗာပူးအသင်းလို့ဆိုလို့ရှိရင်အာဖလိုရီယန် VS2 ခေါ်နေပြီးအာနုထွက်ပြန်လာချက်ချင်း right back ပြန်ခေါ်တယ်ဖရင်ပေါင်တို့ပါတော့ဟောဖရင်ပေါင်တို့ပါတော့ကျွန်တော်ပြန်ခေါ်တယ်အခု Robertson အသက်ရွယ်ရလာပြီเนาะပြီးလို့ရှိရင် Costas ကလည်းအချိန်ကြီးမကောင်းဘူး Milo Gagas ကိုသူတို့ရတော့မယ်များအသင်းနေအလုပ်လုပ်နေတာ Manchester City တို့ပါတော့ကွင်းလယ်မှာအချိန်ကြီးမကောင်းတော့ဘူးအော် Rayna တို့ပါတော့ AC Milan ကနေ Netherlands ကကျွန်တော်တို့ခေါ်တော့မယ်ခေါ်တော့မယ်เนาะကျွန်တော် Chelsea တို့ပါတော့ Giovanni Quintana တို့ကျွန်တော်ခေါ်ပြီးသွားပြီ Tite City တွေလုပ်လုပ်နေပြီး ာဆင်နယ်တို့ဘာလို့ကျွန်တော်ဂျော်ဂျင်ယွန်ကိုလက်လွတ်တယ်အများကြီးပူကောင်းတဲ့ဇူဘမနီရဲ့ပြန်အစားထိုးထားတယ်သူများအသင်းကြီးကဒါမျိုးသူ့ပလန်နေသူကျွန်တော်ရှိတယ်ကိုအသင်းမှာကရက်ရှ်ဖို့ကိုရောင်းမယ်ဆန်ချူကိုရောင်းမယ်အန်တိုနီဆန်တူကိုရောင်းမယ်ဂါနာချူကိုရောင်းမယ်ဝှိုက်လန်ကိုရောင်းတယ်ဘယ်သူနဲ့ပြန်အစားထိုးမလဲခါတော့ကျွန်တော်မီဆန်မောင်းလို့လူကောင်းနေထားမှာဗျာအထိပ္ပယ်မရှိဘူးသိလားကနာချူကလည်းလက်လွတ်တာကလုံးဝ100%ကြီးမှားတယ်ဘာညာလို့တော့မယူဆဘူး။ဒါပေမဲ့လည်းကနာချူလူကစားမလေးကိုကျွန်တော် အသင်းမှာဆက်ထားလို့ဗျာကျွန်တော်ထားပါတော့ attitude ပိုင်းနေပြဿနာတွေရှိတယ်လို့ဘာလို့ဒါကစားမပြင်ရင်ဖြစ်တယ်ဒီကစားမအနေနဲ့ပေါ့နော်ကျွန်တော်တို့သူ့ကိုယ်သူ့ဘက်ငါငါဆွဲဆွဲတော်တော်တိုင်ပတ်တယ်အဲ့ကောင်သူတယောက်ထဲနဲ့အရာအလုံးကမင်းအချင်းကြီးကောင်းနေထင်တာဒါမျိုးတွေရှိဒါပေမဲ့လို့ဂါနာချူကိုဆက်ထားမလားမီဆန်မောင်ကိုဆက်ထားမလားဆိုဂါနာချူကိုဆက်ထားတယ်မီဆန်မောင်လို့ကစားမမျိုးကအသင်းပေါ်မှာအကျိုးပြုနိုင်တဲ့ကစားမမဟုတ်ဘူးအခုကအသင်းကပေါ့နော်အခုကတည်းကကျွန်တော်တို့အသင်းမှာဟေးဘာမှမပြောမင်းနဲ့အေးအေးဆေးဆေးလေးနေရင်မင်းမင်းရေရှည်နေလို့ရတယ် ဂျူနီအီဗန်တို့ဘာသာမဲ့မကြဘူးအခုချိန်ကြီးအသင်းမှာရှိတုံးပဲတူမီတန်တို့ဘာသာမဲ့မကြဘူးအခုချိန်ကြီးအသင်းမှာရှိတုံးပဲအသင်းပေါ်မှာအကျိုးပြုနိုင်တဲ့ကောင်းလီလာဆိုတော့မဟုတ်ဘူးမဟုတ်ဘူးเนาะမေဆန်မောက်တို့အသင်းပေါ်မှာအကျိုးမပြုနိုင်ဘူးဒါပေမဲ့ဘာသာကြလဲဘာသာမဲ့မကြတော့ဟောဆက်နေလူရှောတို့အသင်းမှာအကျိုးပြုနိုင်တဲ့ကောင်းလီလာမဟုတ်ဘူးဒါပေမဲ့သူတို့ဘာမှမပြောတော့အသင်းမှာဆက်ပြီးတော့နေရရောဒါတွေကလုံးဝမှန်ကန်မှုရှိမနေဘူးဗျာတိလားနော်ဘာမှမှန်ကန်မှုကျွန်တော်ရှိမနေဘူးအသင်းမှာအရာအလုံးကအမှားတွေကြီးပဲရဲ့ အဲ့ဒီမကွိုင်းရတို့ပါလို့ဆိုဒီအာဒီမှာကောင်းတာမကောင်းတာအပါထဒီကစားမတွေကမန်ချက်စတာယူနိုက်တက်လေဗယ်မှာရှိမနေဘူးဒီကစားမတွေကိုကျွန်တော်တို့ထုတ်ရမှာဒါပေမဲ့ဘာဖြစ်နေလဲအာခေါင်းကြီးဟေးခေါင်းကြီးဟေးပြန်ဖြစ်လာကြပြီနော်ပြန်ဖြစ်လာကြပြီဘာမှမပြောဘူးလေဘာမှမပြောဘူးကျွန်တော်တို့အော်လီနီလော့တို့ဆိုကြည့်ပါလားအခုချိန်ကြီးကျွန်တော်ရှိတုံးနော်အသင်းပေါ်မှာကျွန်တော်အမှန်ကန်ကျွန်တော်ကောင်းတဲ့ကစားမတွေအကျိုးပြုနိုင်တဲ့ကစားမတွေလားဆိုတော့မဟုတ်ဘူးနော်ကွင်းလေကကက်စမဲတို့ပါလို့ဒီအာဒီမှာကောင်းလာပြီဘာညာပြောနေကြတယ်သူများအသင်းကွင်းလေကစားမတွေတွားကြည့်လိုက်အောင်ဒါတော့အမီပဲပြီးတယ်မလားဟောဒါပေမဲ့လို့ကိုအသင်းမှာဘာမှမပြောတဲ့ဆက်ထားတာ ာနာချိုတို့ဘာလို့လက်လွတ်လိုက်လို့ရပြဿနာမရှိဒါပေမဲ့ကာနာချိုတို့ကစားမကိုလက်လွတ်ပြီးတော့မေဆန်မောင်းတို့ကိုဆက်ထားခြင်းလို့ကျွန်တော်မြင်ရဘူးမေဆန်မောင်းတို့ကအသင်းပေါ်မှာဘာမှအကျိုးပြုနိုင်တဲ့ကောင်တွေမဟုတ်ဘူးဒါကြောင့်ပေါ့နော်အသင်းတောင်းရှိသူတွေရဲ့ဘက်ကလောက်ရက်တီဟာခါကွက်တီနဲ့ကြီးပဲရဲ့အာမင်း၃လလောက်တော့ကျန်သေးတယ်ကွာအတိရမလားပြန်ခေါ်ခြင်းခေါ်မှာပေါ့ခေါ်ခြင်းခေါ်မှာပေါ့ပဲရှိတာလေကျွန်တော်တို့ကြုံခဲ့ပြီးသွားပြီလေပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့ပြီးခဲ့တဲ့နွေရာသီအပြောင်းရွှေ့ဘဏ္ဍာကာမြန်မှန်ကန်တဲ့ခွင့်မှုတွေကျွန်တော်လုပ်ဘူးလေ ဟုတ်တယ်မလားနော်ဘယ်တော့မှကျွန်တော်အနေနဲ့ပေါ့နော်ဟိုကို့ဘက်မှာကို့အစီအစဉ်နဲ့ခေါ်ရတဲ့ကစားမဆိုတာမရှိဘူးငါတို့ကတော့ဒီကောင်ကိုလိုချင်တယ်ဒီကောင်ကိုသဘောကျတယ်ဒီကောင်ကိုရအောင်ခွန်မယ်ဆိုတာမျိုးမရှိဘူးโอเคငါတို့လိုက်ကြည့်မယ်ဒီကောင်ကိုစိတ်ဝင်စားတ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 ယ်โอเคဆိုပြီးကျွန်တော်မှုေချလိုက်တယ်ဒီကောင်ကိုလိုချင်တယ်သူများကခေါ်သွားပြီဒီကောင်ကိုလိုချင်တယ်သူများကခေါ်သွားပြီဒီကောင်ကိုလိုချင်တယ်သူများကခေါ်သွားပြီတန်းနိုင်မှုကဒီကောင်မဲရှိတော့တာပဲဟောပေးခေါ်လိုက်ရပြီပေးတော့မြင်စိတ်စည်းရွှေစည်းပေးဝယ်ရတာလူတွေကြည့်တော့ကစင်းမြလောက်တောင်မှမရှိဘူးအဲ့လိုကောင်လေးကြီးပဲရောက်လာတာ ူကာဒီတို့ဘာတို့နော်ကျွန်တော်တို့ဒါပရီဘာလဲပြင်သစ်လီကူမှာဆိုလို့ရှိရင်ပုံမှန်ပွဲထွက်ခွင့်အောင်ကျွန်တော်မရဘူးနော်ကျွန်တော်တို့ဂျောင်းနီဘက်ကိုတန်း90နဲ့တန်း60နဲ့ရနိုင်ပါရဲ့နဲ့အဲ့လိုကောင်မျိုးကိုတန်း60ပေးပြီးတော့ကျွန်တော်ခေါ်ထားတာစဉ်းစားကြည့်ဗျာဒါတွေကအသင်းတောင်ရှိသူတွေရဲ့လိုအပ်ချက်ရှိတဲ့လိုရက်တွေကြီးပဲရဲ့လိုရက်တွေကြီးပဲရဲ့ဒါဒီလိုပဲဆက်သွားမှာပဲဒါမဲ့ຫນွေမှာလည်းဒီတိုင်းပဲ Ineos ရောက်လာတာအသင်းကိုကျွန်တော်တို့ဆွဲချချတာကြီးပဲရဲ့ဘယ်တော့မှပိုကောင်းလာတယ်ဆိုတော့ကျွန်တော်မကြည့်ဘူးကစားမခေါ်တာတွေဘာတွေမှာရောရောင်းတာတွေဘာတွေမှာရောဒါကြောင့်မေဆန်မောင်းလည်းပဲဒီတိုင်းပဲ နော်ကာနာချူလည်းပဲဒီတားမြန်ကာနာချူကိုလက်လွတ်တယ်ပြဿနာမရှိဘူးဒါပေမဲ့မီဆန်မောင်းလို့လို့ကစားမားတွေကိုဆက်ထားပြီးတော့ကာနာချူကိုလက်လွတ်ဖို့ကြိုးပမ်းနေဆိုတော့မှန်နေလို့ရဟုတ်မနေဘူးအတင်းပေါ်မှာအကျိုးပြုနိုင်တဲ့ကစားမားတွေကိုဆက်ပြီးတော့မထားဘဲနဲ့ဒိုင်းတစ်ချိန်လုံးတန်ရတဲ့ကောင်တွေကိုပဲကျွန်တော်ဆက်ထားနေတာတွေကဘလို့မှအချင်းကြီးကောင်းမနေဘူးဒါပေမဲ့လို့ပေါ့နော်ကာနာချူကလည်းလက်လွတ်ချင်လေလက်လွတ်ချင်စရာပဲဒီကစားမားတွေက attitude ပိုင်းนี่မကောင်းဘူးမကောင်းဘူးဗျာတည်လားเนาะအရင်အတင်းဖွဲလိုက်ကျွန်တော်တို့သွားဖို့ကြိုးပမ်းနေတဲ့အတင်းတင်းမှာအရာအလုံးတိုင်ပတ်နေပါတယ်ဆိုမှသူကပြက်တင်လာတဲ့ပူသေးလာတယ်လို့ကျွန်တော်တို့ဖြစ်နေတာ နော်အတင်ဖလားရရင်တော့မှဒီကောင်ပြောချင်းမပြောမှသူကိုမှုသွင်းရလို့အဲအဲ့လိုမျိုးတွေကျွန်တော်ရှိရင်ရှိနေမှာသူမကစားလို့ပြောချင်းမပြောမှဒါမျိုးတွေကျွန်တော်ဖြစ်နေမှာအဲဒါကြောင့်ဘလို့မှအဆင်မပြေဘူးပေါ့နော်ဆိုတော့ဂါနာချူတီမန်ချက်စတာယူနိုက်တက်ကနေပြီးတော့ကျွန်တော်ကထွက်ရတော့မှာပါနော်လာမယ့်နေရာဒီပြောင်းရွှေ့မှာပေါင်တန်း60လောက်နေတဲ့ကျွန်တော်တို့ဒါလက်လွတ်သွားလိမ့်မယ်လို့ကျွန်တော်ထင်နေဒီနေရာမှာတော့ဘလို့ပြောမလို့တခုတော့ရှိတာပေါ့လေကိုရဲ့ပြည်တွင်းပြိုင်ဘက်ဒီဆိုလို့ကျွန်တော်ကျွန်တော်တို့လက်မလွတ်နဲ့လက်လွတ်ရင်တော့မှကျွန်တော်ကခက်ခက်ခဲခဲလက်လွတ်ရအောင်လို့တန်း60ငါတို့လိုချင်နေဆိုပြည်တွင်းကလပ်သူတန်း80လောက်တောင်းပလိုက် ဒီကောင်းလေးပေးတာမပေးတာဒီကောင်းလေးကန်တာဒါမှမဟုတ်ငါတို့เนาะတခြားပြည်ပါကလပ်ထားပါတော့2မီနီတို့ပါလို့ဗျာပရီးမီးယားလိမှာကောင်းနေဆိုရတဲ့မြေသူများလိမှာကောင်းတာပိုသက်တာလေလို့လို့နာပိုလီလိုချင်တယ်မလားတန်း60လောက်နေလက်လွတ်လိုက်ပြည်တွင်းကလပ်တွေကလိုချင်တယ်မလားတန်း80လောက်တောင်းလဲ90လောက်တောင်းမလိုက်မခေါ်လီကောင်းနေပဲဟုတ်တယ်မလားဒါပြည်ပါကလပ်တွေကိုကျွန်တော်ရောင်းဖို့လိုတယ်အဲကြောင့်အသင်းအနေနဲ့ပြည်တွင်းကလပ်ကအသင်းနေဆိုလို့ရှိရင်လုံးဝကျွန်တော်ဒါเนาะကျွန်တော်လက်မလွတ်သင့်ဘူးလက်လွတ်ရင်တောင်မှကျွန်တော်ခက်ခက်ခဲခဲဖြစ်အောင်ကိုကျွန်တော်လက်လွတ်သင့်တယ် တော့ကာနာဂျူနဲ့ပတ်သက်လို့ရှိရင်အသင်းကနေတေချာပေါက်ကျွန်တော်ထွက်ရတော့မှာပါ MO ရင်ကိုရန်ကိုကနိပြအပါပါနိပြပေါ်ဒီဘလုံးဒီအသင်းတစ်ရှာဖို့အတွက်ပေါ့နော်အသင်းတစ်နော်ဆိုတော့အသင်းတစ်ရှာဖို့အတွက်လုံးဝဒါကစားမဖြစ်ဒီကိုကျွန်တော်ပြောခဲ့ပြီအတော့ညီကလို့ရောဘလူမင်းရလဲကာနာဂျူကိုကျွန်တော်တို့ဒါရောင်းချပြီးတော့ပေါ့နော်အမှန်ကန်လက်လွတ်ရလိမ့်မယ်ကျွန်တော်တို့ပေါ့နော်ဆိုတော့ထင်ကြလားကျေးဇူးများတင်ပါတယ်ကျေးဇူးများတင်ပါတယ်เนาะအဲဆိုတော့ကျွန်တော်တို့နောက်နောက်နောက်ပြန်ဗီဒီယိုဒီမှာကျွန်တော်ဆက်ပြီးတော့တွေ့ကြတာပေါ့ကြည်ညာညီကလေးတစ်ထောင်နီးပါးရှိပါတယ် では、新時代を一度は、あらごにしてみありまれ。